ကမ္ဘာအခင်းချင်းမှာတင်းမာမှုတွေမြင့်တက်လာနေပါတယ်။ရုရှားယူကရိန်းစစ်ပွဲပြီးဆုံးတော့မလား။ဒီအရေးကြီးတဲ့မိန်ကွန်းဟာဂျီတာမှာကျင်းပခဲ့တဲ့အမေရိကန်ယူကရိန်းဆွေးနွေးပွဲပြီးမှပုံမပဲ့တင်ထပ်နေပါတယ်။ KF ဟာ30ရက်စစ်ပြေနေရေးအဆိုကိုလက်ခံလိုက်ပါတယ်။အခုဆိုရင်အားလုံးရဲ့အာရုံကဗလာဒီမာပူတင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာအာရုံစိုက်နေပါတယ်။ရုရှားကောင်းမဟာစစ်ပြေနေရေးကိုလက်ခံပြီးလက်နက်တွေကိုစိတ်သုံးစီမလား။ဒါမှမဟုတ်စစ်စင်ရေးကိုဆက်လုပ်နေမလား။ ဒီမေကွန်းနေကြားထဲမှာမော်စကိုကိုနောက်ဆုတ်သွားအောင်တေချာစီဖို့ကြိုးစားနေတဲ့အာဏာရှိသူတွေဦးရှိနေပါတယ်။ဒေါ်နယ်ထရမ့်မှာထရမ့်ကပူတင်ကိုရှင်းလင်းတဲ့ message ပို့လိုက်ပါတယ်။အမေရိကန်သမ္မတကရုရှားဟာစစ်ပြင်းရေးကိုလက်မခံရင်မော်စကိုကိုကြီးမားတဲ့ငွေကြေးတန်ခတ်မှုတွေနဲ့စီးပွားရေးလှုပ်ဆောင်ချက်တွေနဲ့ပြင်းထန်စွာထိခိုက်စေမယ်လို့ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်။ငွေကြေးအရကျွန်တော်ဟာရုရှားအတွက်အရန်ဆိုးရွားတဲ့အရာတွေကိုလုပ်နိုင်ပါတယ်။ဒါကိုမလုပ်ချင်ပါဘူး။ ။ဘာလို့လဲဆိုတော့ငြိမ်းချမ်းရေးရချင်လို့ပါ။ငြိမ်းချမ်းရေးကိုမြင်ကြပါတယ်။ဒါပေမဲ့ငွေကြေးရတော့ရုရှားအတွက်အရန်ဆိုးတဲ့အရာတွေကိုလုပ်နိုင်ပါတယ်။ဒီချင်းချောက်မှုဟာနိုင်ငံတကာမန်တိုင်းမှာပဲ့တင်ထက်နေပြီးပရီမလင်ရဲ့တုံ့ပြန်မှုဟာဒီနေ့ရဲ့အကြီးမားဆုံးမိန့်ခွန်းဖြစ်လာပါတယ်။ပူတင်ကတော့ထရမ့်ရဲ့ငြိမ်းချမ်းရေးအဆိုကိုပြန်လည်သုံးသပ်သင့်ပြီးတင့်လျော်တဲ့နေရာတွေကိုပြောင်းလဲသင့်တယ်လို့ပြောကြားခဲ့ပါတယ်။ ်ရုရှားကောင်မဟာဒီပြောကြားချက်ကိုအချိန်ကြာမြင့်စွာကြာပြီးမှပထမဆုံးအချိန်စစ်ဝတ်ဆောင်ဝတ်ပြင်ပြီးပြောကြားခဲ့တာပါယူကရိန်းနဲ့နယ်စပ်ရှိရုရှားရဲ့အနောက်ပိုင်းကတ်စတေတာကကိုကေရေးစံတော်ကိုတွားရောက်လေပတ်စင်မှာအရေးကြီးတဲ့အကဲဖြတ်ချက်တွေပြုလုပ်ခဲ့ပါတယ်။ရုရှားကောင်းဆောင်ကနယ်စပ်တစ်လျှောက်မှာဂျာခန်နေမြေတစ်ခုဖန်တီးဖို့အဆိုပြုခဲ့ပါတယ်။ရုရှားနိုင်ငံပိုင်းမီဒီယာတွေကပူတင်ဟာနယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးစတင်ပြီးကြတဲ့ကဒီဒေတာကိုပထမဆုံးချိန်တွားရောက်လေပတ်ခဲ့ပြီး ူစစ်တပ်ကိုယူကရိန်းတပ်တွေကိုဒီဒေသကနေအ мян ဆုံးပြန်ဆုတ်ခိုင်းခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတပ်တွေဟာပူတင်ရဲ့တပ်တွေနဲ့အတူတိုက်ခိုက်ဖို့ဆင်လွတ်ခံခဲ့ရပြီးကာကစ်ဒေသကခြေရွာချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ဒီအချက်နဲ့ပတ်သက်ပြီးရုရှားကောင်းဆောင်ကကာကစ်မှာဘာရီဖြစ်လာမလဲဆိုတာကို ခံမှန်းချက်တွေမျှဝေခဲ့ပါတယ်။ပူတင်က ယူကရိန်းစစ်သားတွေကိုရုရှားဖက်ဒရေးရှင်းရဲ့ဥပဒေတွေအရတက်ဆက်ဖောက်တွေအဖြစ်ဆက်ဆံမယ်လို့ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ဟာအတော်လေးပြင်းထန်ပြီးရုရှားကောင်းဆောင်ရဲ့စစ်ပွဲနဲ့ပတ်သက်တဲ့အနာဂတ်ချင်းကမှုနဲ့ Cas Oblast မှာဘာရီဖြစ်လာမလဲဆိုတာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေကိုပေါ်ပြနေပါတယ်။ဒါအပြင်ပူတင်ရဲ့စစ်ဝတ်စုံဝတ်ဆင်မှုပါ။ပူတင်ရဲ့ Cas နဲ့ပတ်သက်တဲ့ပြောကြားချက်တွေနဲ့သူချမှတ်ထားတဲ့အခြေအနေတွေဟာ Trump ကိုချိန်ချောက်တဲ့ message တစ်ခုလိုပါပဲ။တကယ်တော့ရုရှားကောင်းဆောင်က30ရက်စစ်ပြင်းကြီးကိုထောက်ခံကြောင်းပြောကြားခဲ့ပြီးမြေ ်သူလက်ခံမဲ့စီးမြင့်တွေမှာအသေးစိတ်အချက်တွေရှိနေကြောင်းထပ်လောင်းအလေးထားပြောကြားခဲ့ပါတယ်။မော်စကိုမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပူတင်ကဒီအဆိုပြုချက်ဟာသူ့အမြင်မှာတည်မြဲတဲ့ငြိမ်းချမ်းရေးကိုဥတီရမယ်လို့ပြောကြားခဲ့ပြီးကရင်မလင်ကအမြင့်တွေနေတဲ့အကြောင်းရင်းတွေကိုဖြေရှင်းရမယ်လို့ဆိုပါတယ်။ရုရှားကောင်းဆောင်ကအမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြချက်ကိုပြန်လည်သုံးသပ်ဖို့လိုအပ်ကြောင်းဒါမှမဟုတ်သဘောတူညီချက်ကိုလက်မှတ်မထိုးနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါတွေဟာ2022ခုနှစ်အစောပိုင်းမှာယူကရိန်းကိုစတင်ကျူးကျော်စစ်ဆင်ရေးမတိုင်ခင်ပူတင်ရဲ့ဗျူဟာတွေပါပဲဒီဗျူဟာတွေမှာယူကရိန်းရဲ့လက်နက်ဖြတ်သိမ်းရေးနဲ့ဂျားနေရေးအခြေအနေကိုလိုက်နာဖို့ပါဝင်ပါတယ်ရုရှားကောင်းဆောင်ကလက်ခံနိုင်တဲ့သဘောတူညီချက်တစ်ခုဟာယူကရိန်းကိုတက်ဖြန့်ချထားမှုနဲ့လေ့ကျင့်ရေးတွေရပ်တန့်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်ဒါအပြင်ပူတင်ကစစ်ပြင်းရေးကာလအတွင်းကီယက်ဖ်ကိုစစ်ရေးကူညီမပေးဖို့ကိုလည်းသူ့ရဲ့အခြေအနေတွေထဲမှာထည့်သွင်းခဲ့ပါတယ် ရုရှားကောင်းမကသူ့ရဲ့အခြေအနေတွေကိုချမှတ်ပြီးအမေရိကန်ကိုနောက်ထပ်လှုပ်ဆောင်မှုအလှည့်ပေးလိုက်ပါတယ်။ဒီတော့ပူတင်နဲ့ထရန့်ကြားကဒီအပြိုင်ဆိုင်ရဲ့အကျိုးဆက်တွေကဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးသဘောတူညီချက်မှာဘသူကအနိုင်ရမလဲ။ဒီမေးခွန်းတွေရဲ့အဖြေတွေနဲ့အခြားချက်တွေကိုကျွန်တော်ရဲ့ဗီဒီယိုမှာပြောပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်တွေကိုလေ့လာကြည့်အောင်။ဒေါ်နယ်ထရန့်ကဗလာဒီမာပူတင်ရဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။ မော်စကိုက30ရက်စစ်ပြေရေးရင်ကို မထောက်ခံရင်ထရမ့်ကဗလာဒီမာပူတင်စစ်ပြေရေးရင်ကိုလက်မခံရင်ယူကရိန်းကိုစစ်ရေးအရင်းမြစ်တွေဆက်လက်ပို့ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့လက်နက်တင်ပို့မှုတွေဟာပိုလန်ရဲ့ Jasnica Logistics Center ကနေဖြန့်ချီခံရပါတယ်။အမြောက်တွေကနေတင့်ကားတွေလေကြောင်းကာဝေးစနစ်တွေကနေဝေးလံတဲ့ပစ်ကူတွေအထိဒီအနောက်တိုင်းလက်နက်တွေအများပြားဟာယူကရိန်းရဲ့လက်နက်တိုက်တွေထဲကိုပါဝင်လာနိုင်ပါတယ်။ ဒါဟာရုရှားတွက်တွေနဲ့လက်နက်တွေရဲ့ဆက်လက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်ပါတယ်။စီရေးကူညီပြင်ထရမ့်ရဲ့အရေးကြီးလှုပ်ဆောင်ချက်ကတော့ရုရှားပေါ်စီးပွားရေးဖိအားပေးမှုပါ။တမရထရမ့်ကစစ်ပြေငြိမ်းရေးကိုညှင်းပယ်ရင်ရုရှားပေါ်စီးပွားရေးဖိအားပေးမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ထရမ့်ကကျွန်တော်ဟာရုရှားအတွက်အရန်ဆိုးရတဲ့အရာတွေကိုလုပ်နိုင်ပါတယ်။ဒါဟာရုရှားအတွက်ငွေကြေးအရာအရန်ပျက်စီးစေနိုင်ပါတယ်။ဒါကိုမလုပ်ချင်ပါဘူး။ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်လို့ပြောကြခဲ့ပါတယ်။ ရုရှားဟာကမ္ဘာအကြီးဆုံးရေနံထုတ်လုပ်သူတွေကတအူးဖြစ်ပေမဲ့2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကျူးကျော်စစ်ပြီးတဲ့နောက်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကချမှတ်တဲ့ဒဏ်ခတ်မှု2000ကျော်ကိုခံခဲ့ရပါတယ်။အမေရိကန်တနိုင်ငံနဲ့ကပင်2022ဖေဖော်ဝါရီလကတည်းကရုရှားပေါ်ဒဏ်ခတ်မှု6433ခုကိုချမှတ်ခဲ့ပါတယ်။အမေရိကန်ရဲ့ဒဏ်ခတ်မှုတွေဟာရုရှားရဲ့ရေနံနဲ့ဓာတ်ငွေဓာတ်ငွေဝင်ငွေတွေကိုကန့်တတ်ဖို့ရည်ရွယ်ပါတယ်။ ဒီလောက်ဆောင်ချက်တွေမှာရုရှားရဲ့ရင်းနဲ့တင်မမှုကိုစီတပေပါကို60ဒေါ်လာနဲ့ကန့်သက်တာတွေပါလာပါဝင်ပါတယ်။ဒီတန်ခတ်မှုတွေဟာရုရှားရဲ့ကုန်သွယ်ရေးပုံရှံမှုကို2022ခုနှစ်မှာ338ဘီလီယံဒေါ်လာကနေ2023ခုနှစ်မှာ151ဘီလီယံဒေါ်လာအထိရော့ကျသွားစေခဲ့ပါတယ်။ထိခိုက်မှုများသောလောက်ဆောင်ချက်တွေထဲမှာဂျင်းတန်တင်ပို့မှုပေါ်တန်ခတ်မှုတွေပါဝင်ပြီးရုရှားကုမ္ပဏီတွေကိုရှော့ဈေးနဲ့ရောင်းချဖို့ဖိအားပေးခဲ့ပါတယ်။ ။ဒါအပြင်ဘန်နာရေးတံခတ်မှုတွေကြောင့်ရုရှားကုမ္ပဏီတွေဟာနိုင်ငံကငွေကြေးငွေကြေးပေးချေမှုတွေကိုလှုံ့ဆော်မှုပုံမှုခတ်ခဲလာပါတယ်။ American ဟာအခြား G7 နိုင်ငံတွေနဲ့အတူပူးပေါင်းပြီးရုရှားဘန်နာရေးအဖွဲ့အစည်းတွေကိုနိုင်ငံကငွေကြေးဈေးကွက်တွေကိုဝင်ရောက်ခွင့်မပေးဖို့တံခတ်မှုတွေချမှတ်ခဲ့ပါတယ်။ရုရှားရဲ့စွန့်ရင်အခြေခံတဲ့ဈေးနှုန်းတွေကိုကန့်တပ်ပြီးစစ်ပွဲအတွက်အသုံးပြုဖို့ဝင်ငွေတွေကိုတားဆီးဖို့ရည်ရွယ်ပါတယ်။ Donald Trump ကတန်ခတ်မှုတွေနဲ့အကောက်ခွန်တွေကိုပြန်လည်သုံးသပ်နေတာကြောင့် ဗလာဒီမာပူတင်အတွက်နေရာချင်းမြောင်းလာပါတယ်။ပူတင်က Trump ရဲ့အဆိုကိုလက်မခံရင်သူ့ရဲ့ညှင်းဆို့မှုကိုဆက်လုပ်နိုင်မယ်ဆိုရင်ရုရှားပေါ်ပုံမပြင်းထန်တဲ့တန်ခတ်မှုတွေကြာရောက်လာနိုင်ပါတယ်။ဒီအချိန်မှာဆိုရင်အမေရိကန်ကရုရှားပေါ်တန်ခတ်မှုတွေကိုစတင်နှိပ်လိုက်ပြီးဖြစ်ပါတယ်။ Trump အုပ်ချုပ်ရေးဟာရုရှားရဲ့ရေနံဓာတ်ငွေနဲ့ဗန်လုပ်ငန်းကဏ္ဍတွေပေါ်ပုံမကန့်သတ်မှုတွေချမှတ်နေပါတယ်။ရုရှားရဲ့အမေရိကန်ငွေပေးချေမှုစနစ်တွေကိုဝင်ရောက်ခွင့်ကိုပုံမပိတ်ပင်သွားမှာပါ။ စီးနိုင်လင်းစီဂရီဟင်ကပူတင်ကဒီသဘောတူညီချက်ကိုလက်မခံရင်ရုရှားရဲ့ရေနံနဲ့တန်းငွေတင်သွင်းတဲ့နိုင်ငံတွေအပေါ်အမေရိကန်ကတန်းခတ်မှုတွေချမှတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အဓိကအဖြစ်အိန္ဒိယနဲ့ဥရောပတို့ပါ။ဥရောပဟာသူ့ရဲ့စွမ်းအင်ရဲ့7300ခန်းလုံးကိုရုရှားကနေရရှိနေပြီးဒီပမာဏဟာတိုးလာနေပါတယ်။ဒါတွေဟာရုရှားစီးပွားရေးကိုတကယ့်ကို ပြိုလဲအောင်လုပ်နိုင်တဲ့ပြင်းထန်တဲ့တန်းခတ်မှုမျိုးတွေဖြစ်လာနိုင်ပါတယ်။စစ်ပွဲဟာရုရှားစီးပွားရေးကိုတဖြည်းဖြည်းဆိုးဝါးစေနေပါတယ်။ တန်ခတ်မှုတွေကိုမျှော်လင့်ထားတာထက်ပိုကောင်းစွာခံနိုင်ရည်ရှိပေမဲ့ရုရှားဟာငွေကြေးဖောင်းပွမှုနဲ့အတိုးနှုန်းမြင့်မားမှုတွေကြောင့်နစ်နာနေပါတယ်။စည်ရဲအုံစည်ကြောင့်မြင့်တက်နေတဲ့ GDP ဟာရပ်တန့်နေပြီးကျွမ်းကျင်လုပ်သားနဲ့ရင်းနှီးမြှုပ်နှံမှုတွေပြတ်လတ်နေပါတယ်။စစ်အုံစည်ဟာပူတင်ရဲ့နိုင်ငံတော်ဘတ်ဂျက်ရဲ့40ရာခိုင်နှုန်းကိုစားသုံးနေပါတယ်။ရုရှားရဲ့အထက်တန်းလွှာတွေဟာပြန်လည်ချမ်းသာလာပြီးခရီးသွားလာခြင်းနေကြပါတယ်။2014ခုနှစ်ကလေးကအနောက်တိုင်းတန်ခတ်မှုတွေရဲ့အခြေခံအမှားက ရုရှားရဲ့အိုလီဂါရီဟာပူတင်ကိုစီးပွားရေးအတွက်မကောင်းဘူးလို့မြင်ပြီးသူ့ရဲ့ပထဝီနိုင်ငံရေးစွန့်လန်းမှုတွေကိုထိန်းချုပ်မယ်လို့ယူဆခဲ့တာပါ။ဒါပေမဲ့အဆုံးမှာတော့ပူတင်ကစီးပွားရေးလောကကိုလှစ်လူရှုပြီးသူတို့ရဲ့ကြွယ်ဝမှုတွေကဘီလီယံချီတဲ့ဒေါ်လာတွေကိုယူကရိန်းရှေ့ပိုင်းကရုရှားတွေကိုလွတ်မြောက်စေဖို့သူ့ရဲ့ကမ္ဘာသမိုင်းတောင်ဝင်အဖြစ်သတ်မှတ်ပြီးဖျက်ဆီးခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲသုံးနှစ်ကြာမှာအထက်တန်းလွှာတွေဟာခရီးသွားကန့်သတ်ချက်တွေကိုရေးကူရာတန်ခတ်မှုတွေနဲ့ freeze သွားတဲ့ bank account တွေကြောင့်စိတ်ဆိုးလာကြပါတယ်။ စစ်ပြင်းကြီးရဲ့ကာလတိုးတောင်းမှုကပူတင်ကိုကီယက်ကနေပေးဆက်မှုတွေတောင်းဆိုဖို့လုံလောက်တဲ့နေရာပေးထားပါဗျ။အထူးသဖြင့်ယူကရိန်းရဲ့အနာဂတ်ဂျားနေရင်းနဲ့သူ့ရဲ့တပ်မတော်နဲ့အရွယ်အစားနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။သူတနေရာမှမရရင်ပူတင်ကအမြဲတမ်းထိုးစစ်ဆင်နိုင်ပါတယ်။တလဟာယူကရိန်းတွေကိုတိတိတသားအားကောင်းလာဖို့ဒါမှမဟုတ်ပြန်လည်စုစည်းဖို့အချိန်မပေးနိုင်ပါဘူး။ပူတင်ဟာယူကရိန်းကိုမဲပေးပွဲကနေထိန်းချုပ်ဖို့အကြမ်းဖက်မှုထက်ပိုကောင်းတဲ့အခွင့်အရေးရှိပါတယ်။ 1992ခုနှစ်ယူကရိန်းလွတ်လပ်ရေးရပြီးကတည်းကမော်စကိုဟာကီယက်ရဲ့အထက်တန်းလွှာတွေကိုစီးပွားရေးလက်ပေးမှုကိုကြိုးစီးပွားဖြစ်မှုရုရှားထောက်ခံတဲ့ပါတီတွေကိုငွေကြေးထောက်ပံ့မှုနဲ့ပရိုဟတ်ပရိုဟတ်ကန်ပရိုဟတ်ကန်နာရီကနေထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်2022ခုနှစ်မှာယူကရိန်းကိုအပြည့်အဝသိမ်းပိုက်တာဟာဒီရန်တရားတွေယူကရိန်းရဲ့အနောက်တိုင်းဥတီချက်ကိုပြောင်းလဲဖို့ပြတ်ကွက်တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ထရီလီယံချီရှိတဲ့ရူဘယ်ရီနဲ့လူပေါင်း9သိန်းကျော်တေဆုံးပြီး ယူကရိန်းရဲ့နယ်မြေရဲ့1900ရာခိုင်နှုန်းကိုပဲသိမ်းပိုက်နိုင်တာကြောင့်ပူတင်ကကီယက်ဖ်ကိုအတွင်းကနေလွှမ်းမိုးဖို့အချိန်ကျပြီလို့တွက်ချနိုင်ပါတယ်။ဗလာဒီမာပူတင်ကစစ်ပြေငြိမ်းရေးကိုဆက်လက်ညှင်းပယ်ပြီးပြန်လည်သုံးသပ်ဖို့ကြိုးစားရင်ဘာဖြစ်မလဲ။ပူတင်ကသူ့ကိုယ်သူပထဝီနိုင်ငံရေးရဲ့ပါရမီရှင်လို့ယုံကြည်နေပါတယ်။သူဟာကြော်ကြားသူတွေရဲ့သတင်းအချက်လက်တွေထဲမှာနေထိုင်ပြီး1980ခုနှစ်တွေက KGB မှာလေ့ကျင့်ခဲ့တဲ့သူ့လိုချောမော့သူတွေနဲ့ဝန်းရံနေပါတယ်။ ထရန့်ရဲ့ပူတင်ပေါ်ရုတ်တရက်ဆာနာမှုနဲ့ယူကရိန်းပေါ်ဒေါသဟာသူ့ရဲ့ဇလန်စကီးပေါ်ကိုယ်ရေးကိုယ်တာမကျေနပ်မှုတွေနဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ချင်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်။ထရန့်ကရုရှားဒါမှမဟုတ်ယူကရိန်းမှာအမေရိကန်ရဲ့အရေးပါတဲ့အကျိုးစီးပွားမရှိဘူးလို့မြင်ပါတယ်။ဒါပေမဲ့ပူတင်ရဲ့ပတ်ဝန်းကျင်ကလူတွေဟာကမ္ဘာကြီးကသူတို့ရဲ့လမ်းကိုလိုက်နေတယ်လို့မောက်မှသာဆုံးဖြတ်ပြီးပုံမူပေးဆက်ဖို့တောင်းဆိုနိုင်ပါတယ်။ပူတင်ရဲ့နိုင်ငံသားရေးမူဝါဒဟာအမြဲတမ်းအခွင့်အရေးကိုအတုံးချတာပါ။ သူရနိုင်တာကိုယူပါတယ်။ယူကရိန်းမှာငြိမ်းချမ်းရေးအတွက်အကြီးမားဆုံးအန္တရာယ်ကပူတင်ရဲ့မောက်မှမှုနဲ့လွန်ကဲတဲ့လှုပ်ဆောင်ချက်တွေပါ။ကရင်မလင်ရဲ့ရုရှားသတင်းအချက်အလက်တွေပဲကိုဆက်လက်ထိန်းချုပ်မှုကပူတင်ရဲ့ပရိုဟန်ဂန်ဒါတွေကိုစစ်ပွဲရဲ့ဘယ်ရလက်ကိုမဆိုအောင်ပွဲအဖြစ်ပြောင်းလဲခွင့်ပေးပါတယ်။ဒါပေမဲ့အထူးသဖြင့်ရုရှားရဲ့လက်ရဆုံးရှုပ်ထွေးသမားတွေကသူတို့ကိုသူတို့မိသားစုဝင်တွေလို့ဖော်ပြတဲ့သူတွေကဒီကြီးမားတဲ့ဆုံးလွှတ်မှုတွေကဘာအတွက်လဲဆိုတာမေးမြန်းကြပါလိမ့်မယ်။ ယူကရိန်းကသူ့ရဲ့အနောက်တိုင်းဥတီချက်ကိုဆက်လက်လှုပ်ဆောင်ပြီးဒီမိုကရေစီနဲ့လွတ်လပ်မှုကိုဆက်လက်ထိန်းသိမ်းထားရင်တိမ့်ပိုက်မှုဟာဘာမှမရဘူးဆိုတာရှင်းရှင်းလင်းလင်းဖြစ်လာပါလိမ့်မယ်။ဒါဟာပူတင်ရဲ့သူ့လူမျိုးတွေရဲ့မှားယွင်းမှုရှိတဲ့ကာကွယ်သူအဖြစ်ပုံရိပ်ကိုပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ရုရှားတပ်မတော်တွင်စိတ်တက်ရေရာကိုကြီးမန်းချက်ရှိရှိသိရဖို့ခိုက်ခဲပေမဲ့စစ်ဘလော့ဂါတွေကစစ်ဘိုတွေရဲ့ရက်ဆက်မှုသူတို့ရဲ့လူတွေကိုကွပ်မျက်မှု ရုရှားတပ်မတော်တွင်လက်ဆားမှုနဲ့တန်တရားဝါဒတွေအကြောင်းဇလန်းတွေအများကြီးပြောပြပါဗျ။ရုရှားစစ်သားအများစုဟာကြီးမားတဲ့စုတွေရဖို့ဒါမှမဟုတ်စစ်ပွဲရနာပြီးတဲ့အခါထောင်ကနေလွတ်ဖို့ပဲတာဝန်ထမ်းဆောင်ကြတာပါ။ဒီရောနှောင်းနေတဲ့တပ်ကိုပြန်လည်အသက်သွင်းဖို့ခက်ခဲနိုင်ပါတယ်။ပူတင်ရဲ့ပရိုဟဂန်ဒါတွေဟာယူကရိန်းကိုကျူးကျော်တာကိုဆိုဗီယက်ပြောင်စုရဲ့နာဇီတွေကိုတိုက်ခိုက်တဲ့ပုံစံတစ်မျိုးအဖြစ်ဖော်ပြဖို့ကြိုးစားခဲ့ပါတယ်။လက်နက်ကိုင်လူငယ်အဖွဲ့တွေဖွဲ့စည်းခဲ့ပြီး ចောင်းသားတွေကိုစစ်ရေးပြပွဲတွေမှာ ပါဝင်စေခဲ့ပါတယ်။စစ်ပွဲကြလာတဲ့မြအထူးစစ်စင်ရေးကိုရှော့တွက်ဖို့လိုလားမှုရှိလာပြီးဒါဟာအများအဖြစ်အမျိုးသားရုံမြင့်တန်ကြားရဲ့ညနေပိုင်းသတင်းတွေမှာထိတ်ဆုံးသုံးခုတွေမှာပါဝင်လို့မရှိပါဘူး။နိုဝင်ဘာလမှာသူ့ရဲ့နောက်ဆုံးနိုင်ငံတော်အခြေအနေမိန့်ခွန်းမှာပူတင်ဟာစစ်ပွဲအကြောင်းထက် လူမှုဖူလုံရေးနဲ့လူမှုအစီအစဉ်တွေအကြောင်းလေးစားပို့ပြီးအချိန်ပေးပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပူတင်ဟာသူ့လူမျိုးတွေကိုအနောက်တိုင်းကနေကာဝယ်ပေးသူဖြစ်ပုံဖော်နေပါတယ် ူကဝါရှင်တန်နဲ့ရုတ်တရက်သဘောတူညီချက်တစ်ခုချုပ်ဆိုရင်သူ့ရဲ့ဇလန်းကဘာဖြစ်မလဲစစ်ပွဲကြောင့်ဒဏ်ရာရပြီးကြမ်းတမ်းတဲ့အစိုးရသမားတွေတိမ့်ချီတဲ့သူတွေကိုစစ်မှုဒဏ်ချင်းကနေလွတ်ပေးဖို့နိုင်ငံရေးနဲ့လူမှုရေးတာဝန်တွေအများကြီးရှိပါတယ် Urgency Program ဟင်းရဲ့ပုံကံမှုကပြသခဲ့သလိုအစိုးရအမျိုးသားရေးဝါဒီတွေကြားမှာဝက်ကနာကိုကြောက်ခိုင်းခဲ့ရပြီးလက်စားတဲ့ပုံချုပ်တွေနဲ့နိုင်ငံရေးသမားတွေကြောင့်စစ်ပွဲကိုမနိုင်ခဲ့ဘူးလို့ယုံကြည်မှုတွေမြင့်တက်နေပါတယ် ပူတင်ရဲ့အာဏာအတွက်အကြီးမားဆုံးအန္တရာယ်ကအနောက်တိုင်းထောက်ခံတဲ့ liberal တွေကနေမဟုတ်ပဲအမျိုးသားရေးဝါဒီလက်ရာတွေကနေဖြစ်ပါတယ်။သူတို့ဟာ Kremlin ကိုတစ္ဆာဖောက်တယ်လို့ဇလန်တဲ့ဘုတ်ဖန်တီးနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းသားတွေကစစ်ပြင်းရဲ့နဲ့ပေးဆက်မှုတွေအတွက်အဆင်သင့်ဖြစ်နေပြီလား။ကျန်းတန်းနဲ့ကျူးကျော်စစ်ပွဲသုံးနှစ်ဟာစစ်ပွဲကိုစိတ်ပစ်နေတဲ့လူကြီးတွေကြမှာကြီးမားတဲ့ဖိစီးမှုတွေဖြစ်ပေါ်စေခဲ့ရပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာ လေးစားရတဲ့ KF International Institute of Sociology KIS ကပြုလုပ်ခဲ့တဲ့စစ်တမ်းအရယူကရိန်းသား၁၀ယောက်မှာ၉ယောက်ဟာလွန်ခဲ့တဲ့တစ်နှစ်အတွင်းစိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေတစ်ခုခုကိုကြုံတွေ့ခဲ့ရပါတယ်။အကြီးအကျယ်ဘုံကျဲတာတွေနဲ့ပြစ်ခတ်တာတွေမိသားစုဝင်တွေနဲ့ကွဲကွာတာခြေရသူတွေတေဆုံးတာနဲ့ဖျားနာတာတွေနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတန်တွေကိုကြုံတွေ့ခဲ့ရပါတယ်။၁၀ယောက်ခိုင်နှုန်းကပဲစိတ်ဖိစီးမှုဖြစ်စေခဲ့တဲ့အခြေအနေတွေကိုမကြုံတွေ့ခဲ့ဘူးလို့ဆိုပါတယ်။ အလားတူစစ်တမ်းတွေက2024ခုနှစ်နွေရာသီမှာလူဦးရေ84ရာခိုင်နှုန်းဟာအကြမ်းဖက်မှုတမျိုးမျိုးကိုကြုံတွေ့ခဲ့ရပါတယ်။ဒါဟာရုရှားတပ်တွေရဲ့လက်ချက်ကြောင့်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရတာတွေရွှေ့ပြောင်းနေထိုင်ရတာမိသားစုဝင်တွေဒါမှမဟုတ်မိတ်ဆွေတွေဆုံးရှုံးတာဒါမှမဟုတ်တိုက်ခိုက်မှုတွေကိုမြင်တွေ့ရတာတွေဖြစ်နိုင်ပါတယ်။တရင်အချက်လက်တွေများလာတဲ့နေ့မှာယူကရိန်းသားတွေဟာသူတို့ရဲ့ကိုယ်ပိုင်နိုင်ငံသားတွေမှာစစ်ပွဲကြောင့်ပင်ပန်းနှံ့နယ်မှုကိုအရန်ဆိုးရိမ်နေကြောင်းတွေ့ရှိခဲ့ပါတယ်။ တစ်ဆယ်ရာခိုင်နှုန်းကပဲစစ်ပွဲကြောင့်ပင်ပန်းနှွမ်းနေမှုကိုလုံးဝမစိုးရိမ်ဘူးလို့ဆိုပါတယ်စစ်ပွဲဆက်ဖြစ်နေပြီမယ့်စစ်တမ်းတချို့ကယူကရိန်းနားရီဟာတွေးဆောင်ဆွေးနွေးမှုတွေကိုပုံမထောက်ခံလာကြောင်းပြသပါတယ်2024ခုနှစ်နှောင်းပိုင်းမှာပြုလုပ်ခဲ့တဲ့ Golub စစ်တမ်းအရာယူကရိန်းကစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့တွေးဆွေဆွေးတွေးဆောင်ဆွေးနွေးမှုမှာစတင်သင့်တယ်လို့52ရာခိုင်နှုန်းကထောက်ခံခဲ့ပြီး38ရာခိုင်နှုန်းကတော့ယူကရိန်းကစစ်ပွဲကိုအနိုင်ရတဲ့အထိဆက်လက်တိုက်ခိုက်သင့်တယ်လို့ဆိုပါတယ် 2022ခုနှစ်နဲ့2024ခုနှစ်မှာပြုလုပ်ခဲ့တဲ့စစ်တမ်းတွေကလည်းတွေးဆောင်ဆွေးနွေးမှုကိုပုံမိုထောက်ခံလာကြောင်းပြသခဲ့ပါတယ်။ဒါ့ပြင်စစ်တမ်းရလဒ်တွေကနိုင်ငံရဲ့နိုင်ငံရေးလွတ်လပ်မှုဟာပြည်သူထင်မြင်ချက်အတွက်အနည်းအောင်မင်းဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြသပါတယ်။တွေးဆောင်ဆွေးနွေးမှုကိုထောက်ခံမှုတိုးလာတဲ့အတူစစ်တမ်းတွေကယူကရိန်းသားတွေဟာနယ်မြေဆွတ်လွတ်ဖို့ဆန္ဒတိုးလာနေပြီးစစ်ပွဲကြောင်ပင်ပန်းနှွမ်းတဲ့မှုကိုအယံဆိုးရင်နေသူတွေနဲ့အနောက်တိုင်းရဲ့ဆက်လက်ထောက်ပံ့မှုပေါ်စိတ်အားငယ်နေသူတွေမှာ နယ်မြေစွန့်လွတ်ဖို့ဆန္ဒပုံများနေပါတယ်။ဒါပေမဲ့ယူကရိန်းသားများစုကနိုင်ငံရဲ့နယ်မြေအပြည့်အစုံပြည့်စုံမှုကိုပြန်လည်ရရှိပြီးခရိုင်းမီးယားပါဝင် KF ရဲ့ထိန်းချုပ်မှုပြန်လည်ရရှိတဲ့အထိစက်တိုက်ခိုက်ဖို့လိုချင်ကြပါတယ်။ဒါပေမဲ့ဒီအများစုဟာစစ်ပွဲစတင်ကတည်းက2022ခုနှစ်မှာ87ရာခိုင်နှုန်းကနေ2024မှာ57ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။2024ခုနှစ်ဇူလိုင်လမှာလူတွေကို ရုရှားကို2022ကလေးကသိမ်းပိုက်ထားတဲ့နယ်မြေတွေကိုထိန်းချုပ်ခွင့်ပေးတင်တယ်ဆိုတဲ့အဆိုနဲ့သဘောတူလားလို့မေးမြန်းတဲ့အခါ90ရာခိုင်နှုန်းကသဘောမတူကြောင်းဖြေကြားခဲ့ပါတယ်။ဇလန်စကီရောယူကရိန်းသားအများစုရောပူတင်ကိုယုံကြည်မှုမရှိကြပါဘူး။ဒါကြောင့်နေတိုးနိုင်ငံတွေရဲ့လုံခြုံရေးအာမခံချက်တွေနဲ့အတူသဘောတူညီချက်တစ်ခုကိုပုံမှန်နှစ်သက်ကြပါတယ်။လွန်ခဲ့တဲ့လက KIS စစ်တမ်းရလဒ်တွေအရယူကရိန်းသား66ရာခိုင်နှုန်းကရုရှားရဲ့စစ်ရေးယူရချက်တွေကိုယူကရိန်းလူမျိုးတွေအတွက် ရှင်သန်ရေးချိမ့်ချောက်မှုဖြစ်နားလည်ကြပြီ လူမျိုးတုံးတက်ဖြတ်မှုနဲ့သူတို့ရဲ့လွတ်လပ်တဲ့နိုင်ငံတော်ကိုဖျက်ဆီးဖို့ရည်ရွယ်တယ်လို့ယူဆကြပါတယ်68ရာခိုင်နှုန်းကရုရှားဟာသူတို့သိမ်းပိုက်ထားပြီးသားနယ်မြေတွေမှာရပ်တန့်မနေပဲဆက်လက်သိမ်းပိုက်သွားမယ်လို့ယုံကြည်ကြပါတယ်စစ်ပွဲကလာစိတ်တက်ခိုင်မာတဲ့ခေါင်းဆောင်တဦးဖြစ်တမရဇလန်စကီရဲ့လူကြိုက်များမှုဟာကျူးကျော်စစ်စတင်ပြီးနောက်လများမှာအလွန်မြင့်မားခဲ့ပါတယ်2022ခုနှစ်မေလမှာ KIIS စစ်တမ်းတွေအရ လူဦးရေရဲ့90%ခန့်လုံးကသူ့ကိုယုံကြည်ကြောင်းပြသခဲ့ပါတယ်။ဒါဟာစစ်ပွဲကြာလာတဲ့မျှကြဆင်းလာပြီမဲ့အမြဲတမ်း90%ခန့်လုံးအထက်ရှိနေခဲ့ပါတယ်။လက်တလောစစ်တမ်းတွေအရသူ့ရဲ့ထောက်ခံမှုက63%ခန့်လုံးရှိပြီး2024ခုနှစ်ကထက်တိုးလာပါတယ်။တကယ်တော့ဒီနှစ်ဖေဖော်ဝါရီလကနေ match လအတွင်းပြုလုပ်ခဲ့တဲ့ KIS စစ်တမ်းတွေအရသူ့ရဲ့ယုံကြည်မှုအဆင့်ဟာ30%ခန့်လုံးတက်လာပြီး68%ခန့်လုံးရှိလာပါတယ်။ဒီတွေ့ရှိချက်ကိုအမေရိကန်ရဲ့ဝေဖန်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့မြင်ကြပါတယ်။ ။ဒါကြောင့်ဇယ်လန်စကီးရဲ့စစ်ပြေနေရင်းနဲ့ပေးဆက်မှုတွေကိုထောက်ခံမှုဟာအရေးကြီးပါတယ်။ဒါပေမဲ့နေမြေဆုံးရှုံးမှုဟာသူ့အတွက်နိုင်ငံရေးအရာအန္တရာယ်ရှိနိုင်ပါတယ်။ American နဲ့ Ukraine တို့ရဲ့စစ်ပြေနေရေးသဘောတူညီချက်ကရုရှားကိုလှည့်စေပေမဲ့ဒါဟာပူတင်ကိုစပွဲဝိုင်းစီကိုခေါ်ဆောင်နိုင်ဖို့လုံလောက်မလားမသေးကြပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်။